တရားသူမြန်မာနိုင်ငံသူရင်းကိုတင်မော်ရီအင်းတရားဟိုသူသူမြန်နိုင်ငံနဲ့ဆုပ်ကြီးဝဲထားတာပါအဲရင်းကိုတင်မော်ရီရတော့မင်းခက်တော့ခက်မိလားဒီလားဘာဘာလို့ပြောအခုဆိုရင်မင်းအင်းစိန်တို့ဘာလို့အောင်ရောက်နေပြီမင်းဟာတမောက်တရားတွေပင်လယ်ထဲမှာပဲဒီဟာအင်းစိန်တွေဘာလို့အောင်ရောက်လာရင်းကိုတင်မော်ဟုတ်တယ်ဟာအမေရိကန်တို့ဘာလို့အောင်ထပ်ပွဲလိုက်တာလားမင်းကိုရွေးပြောတာရအောင်အင်းစိန်တို့ဂျိုးဘုံတို့ဘာလို့အောင်အခုရေတွေကြီးလို့ရေတွေကြီးနေလို့ဟာမင်းကိုရွေးပြောတာရွေးပြောတာ ဟိုတင်းမောတွေရေတွေကြီးပြီးတော့အဲ့ဟိုပေါ်နေတဲ့ဟာတွေမှာမြုပ်နေအဲ့ဒါတော့အဲ့လိုအဲ့လိုဖြစ်နေတာเนาะညောင်းနေလဲပိတ်ဘာတွေလဲပိတ်နေအခုရေကြီးရေရှမ်းမှုတွေဖြစ်နေရန်ကုန်မြို့ကြီးမှာอืมအဲ့လိုကိစ္စမျိုးတွေဖြစ်နေတယ်ဘယ်သူမှလုံးမဲ့လူမရှိဘူးဟုတ်တယ်အဲ့အဲ့ဒါတွေကိုငေါတွေကဘာလုပ်လဲဆိုတော့ငါတို့ချက်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီအခုရင်းလုံးမောင်းနေဆယ်နေကြပြီကွာဒီအုတ်ထုတ်ကြီးတွေဆောင်းပြီးတော့ဒီတစိမ့်တွေနဲ့အဲ့ဒါဘာလို့လုံးမဟုတ်လीအဲ့စီမင်းလို့လုံးဝမစီမင်းလို့လीဘာလို့လုံးက အော်အဲ့ဒါပဲဒူးဆိုတာဒူးနေရာဒူးတော်နေရာတော်မှန်တယ်ဟာပြောအခုကပြောတာဘာလဲဆိုတော့ကွာအခုကြည့်ရတဲ့ပုံစံရင်တော်လဲမယောင်ရစီလူးတဲ့ပုံစံဖြစ်နေဟုတ်တယ်လူလုံးလူလုံးမြင်းလုံးမြင်းလုံးခွေးလုံးခွေးလုံးလေးအဖေဟာတော်တော်ဆိုးသွားပြီဟုတ်တယ်ဆိုးသွားပြီဟုတ်တယ်အခုအဲ့လုံနေတဲ့လူကြီးကြီးအခုရွေးကောက်ဝဲပြီးွားရင်တလာပိုင်းလောက်ကြာရင်အဲ့လူကြီးရှိအောင်မထွက်လာအောင်မေးကြည့်လိုက်ပါဟုတ်ပါအခုတော့တိုက်ပုံကြီးနေနဲ့အာပစိုးကြီးနေနဲ့လူငယ်တွေကလည်းပါအသေးကြီးနေနဲ့ပရိသေတော်စိတ်ပြန့်စိတ်ပြန့်နေသေးလား ဘသက်ကဖျားဖျားနဲ့လက်ကကာယကာယလူတွေအဲ့လူတွေကြည့်နေအဲ့ပါတီပြီးွားလို့ရှိရင်လေအဲ့ယူနီဖောင်းတွေချိန်ပါတီပြီးတော့မရွေးကောက်ဘူးရွေးကောက်ဝယ်ပြီးသွားလို့ရှိရင်အဲ့ရွေးကောက်ဝယ်ပြီးသွားလို့ရှိရင်လေအဲ့ကလပ်တွေဘားတွေသူတို့ပဲဖွင့်မှာဟုတ်တယ်ကွာသူတို့ပဲလုံးမှာပြောရတာကွာကြည့်ရအောင်တရောင်းမှမကောင်းပါဘူးဟုတ်ဟာယောပြောင်းဝင်ကောင်းဆိုငါတို့ကမင်းတို့ကဒီမှာဒီသုံးလောက်သူတို့ပါတယ်လေမဟုတ်ဘူးလေဟိုအဘားတို့ကျွန်တော်တို့ကမပါဘူးလေအခုဒီလိုလုံနေတဲ့လူတွေကိုကျွန်တော်ကပြောတာအဲ့လိုလုံနေတဲ့လူပေါ်ပင်ပေါ်ပင်လုံနေတဲ့လူတွေကိုရက်ွက်ထဲမှာပေါ်ပင်ရှောက်လုံနေတဲ့လူတွေကိုပြောတာပြောတာ အဲအဘလည်းအဲ့လိုမျိုးလုပ်တယ်ဆိုရင်တော့အဘလည်းမကောင်းဘူးပေါ့ဒါပဲဒါပဲဒါကိုယ်လည်းနေထိညမှာပေါ့မင်းအားအားကြောင့်ထိနေတာတကယ်ပေါ်ပြီးလှုပ်ချင်တာလှုပ်ချင်သွားတော်လိုင်းနေမိမှာသွားဘဲသွားဆွဲဆွဲလားအဘဆွဲလားတတိမရှိဘူးအဲ့ပေါ်ပြီးလှုပ်နေလို့တတိမရှိလို့ဘယ်လိုပြောရလဲပေါ်လေအခုလှုပ်ပေါ်ပြီးလှုပ်နေတဲ့လူတွေကိုပြောတာအာဘာပဲဖြစ်ဖြစ်ကိုယ်ကတတိရှိတယ်ကွာမင်းတို့နှစ်ယောက်ပါတတိရှိတယ်ကိုယ်ထက်အရာရှိကိုတော့လေတကယ်မလူတော်တိုးစေခြင်းနဲ့ကျွန်တော်တို့ကတကယ်စေးနေတာလူတော်လည်းပြန်ထွက်စေခြင်းနဲ့အခုကဘာလူတော်မတိုးဘူးဖြစ်နေဟဲ့လားလူတော်မတိုး လူဝင်မဆက်အောင်အဲ့တော့အောင်းပြီးတော့ဟာသင်္ဘာလည်းပြောတာပါနော်ရှိန်ကိုဟာမှိမ့်မိန်ဟုတ်ဟုတ်ဟုတ်တောက်ပါသွားတောက်ပါသွားနေမှိမ့်မိန်သွားတာရပြီရပြီရပြီရင်ကုန်တမောကြီးကြီးကပဲကုန်းမော်ပဲရောက်ရောက်ကုန်းမော်ကဒီကားတွေကရေထဲပဲထိုးစင်ထိုးစင်ငါတို့တွေကအမိုက်တွေပဲတဲတဲမတဲတဲနော်အဲ့ဒါတွေကအခုလောလောဆယ်ငောင်းနေမဆိုင်ဘူးเนาะအခုဆိုင်တာတရင်ဟုတ်ပါပြီဟုတ်ပါပြီအဲ့ဒီတရင်လေးကိုတားငယ်လေးတင်ပြမယ်เนาะဒီတရချောင်းမျိုးနဲ့ ီတရက်ကချောင်းငယ်မိလားဟုတ်တယ်ပါဟိုချောင်းလဲဆိုတော့ဒီကတီးငယ်ရောက်ပြီဘာဘာဘာဟာတရက်ချောင်းမျိုးနဲ့တရက်ချောင်းမျိုးနဲ့လို့ပြောနေတယ်ပြီးပါကွာအဲတရက်ချောင်းမျိုးနဲ့ဟိုတဲ့စစ်ကြောင်းထိုးလာတဲ့အကျန်းဖတ်စစ်တက်ကိုတဲ့သုံးကြိမ်ကြားပြတ်တိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်မှ73ဦးသေဆုံးပြီးလက်နက်တချို့နဲ့စစ်သားလောင်းများသိမ်းဆီးရရှိရဲ့စစ်သားလောင်းပြောပါလို့ငါပြောတာဟုတ်ပြီတန်းကလေးပြောင်းပြောပြင်အဲ့ကြတော့တန်းကလေးပြုတ်စီလူလိုက်မယ်နော်အဲအပါဟိုအကျန်းဖတ်မဟုတ်ဘူးစတန်ဒတ်စတန်ဒတ်စတန်ဒတ်နော်ဟုတ်ပြီ ပြစ်ပုံကဘယ်နေ့တွေမှာဖြစ်ခဲ့လဲဆိုတော့စတင်ဘာလ29ရက်နေ့ရဲ့30ရက်နေ့နောက်ပြီးတော့ကျွန်တော်တို့ဟိုအော်တိုဘာလ8ရက်နေ့ပေါ့နော်အဲဒီ3ချိန်3ချိန်ဖြစ်ခဲ့တာ3ချိန်ဖြစ်ခဲ့တာစတင်ဘာလ29ရက်နေ့မှာကျတော့နက်စင်နိုင်ခန့်နေတရချောင်းမြို့နေကြောက်လီကားရွာကိုစစ်တောင်းထိုးဝင်ရောက်လာတဲ့ဒီ standard စစ်တပ်ကိုပေါ့နော် standard ပါတယ်နော်ဗာနော်ဒီမှာတော့ရေးထားတာအကြမ်းဖက်ပေါ့ standard စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များဂျားပြက်တိုက်ခိုက်ရတနအီကတိုက်ပွဲဖြစ်သွားခဲ့တယ်ဗာဩ တနင်္ဂနွေတိုက်ပွဲပြအဲ့ဒါဟိုဒါ29ရက်နေ့ဒီကကျတော့စတင်ပါလ30ရက်နေ့မှာနနက်9နာရီခန့်မှာစတင်ပြီးည9နာရီအထိတိုက်ပွဲဟာမနက်9နာရီည9နာရီဆိုတာ12နာရီပေါ့နော်နာရီအပြည့်12နာရီကြာတော့ဟုတ်တိရတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြအောင်ထိုထိတွေ့တိုက်ပွဲနှစ်ကြိမ်အတွင်းနဲ့အချမ်းဘတ်စစ်တပ်ဘက်မှာ9ဦးသေဆုံးတာစတန်နဲ့လောက်လို့ဘယ်လိုစတန်နဲ့က9ဦးသေတယ်အဲအဲ့လိုပြောခုနဦးထပ်မနေထိခိုက်ဒဏ်ရာရရှိတာတဲ့ဒဏ်ရာပြင်းထန်သူများလည်းပါဝင်ကြဒါဒဏ်ရာပြင်းထန်တဲ့ဆိုရင်တေးမှာပဲလမ်းမှာပဲတေးမှာပဲတေးမှာပဲ တော့နန်းသူစေုံတော့ရောက်မှာမဟုတ်ဘူးတော့တွေးထွက်လုံပြီးတော့ဟောမဟုတ်တော့ငါတို့ဘက်ကနေခွာငါတို့ဘက်ကအတီးငါတို့ရှင်းလန်းစစ်မြေပြီးမှငါတို့ဒီစစ်တပ်သားတွေပြောဆရာဝန်တွေငါတို့ချတာဟုတ်တရင်ကတရင်လိုပဲပြောရတယ်ကွာနော်အဲ့ဘောဒရင်းရတဲ့လူပဲပြောပြန်မပြောနဲ့လေအဖလူရောင်ဝင်လို့ပြီးနေတာပြန်မပြောနဲ့ဟာလုံးထလိုက်တော့သိတော့မယ်ဟာလုံးထလိုက်တော့သိတော့မယ်တိုက်ပွဲများတွင်နဲ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့ဘက်မှလက်နက်တလက်ဆုံးရှုံးခဲ့တော့လေစစ်သားအလောင်းများနဲ့လက်နက်တချို့ပြန်လည်သိမ်းစီနိုင်ခဲ့ကြောင်းရင်းတိုက်ခိုက်မှုတွေတဝဲခရိုင်တပ်ပေါင်းစုနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်နော်ဒါဒါနှစ်ရက်ရှိပြီထို့ပြင်အော်တိုဘာလ၈ရက်နေ့နနက်7:45မိနစ်တွင်လည်းတရချောင်းမြို့နယ်တဲ့ဗရက်ချောင်းကြီးရွာကိုစစ်ကြောင်းထိုးလာတော့ကျွန်တော်တို့ဟိုအကျန်းဖက်စတန်ဒတ်စတန်ဒတ်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များကထပ်မံကြားပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရတယ်နော်ယင်းတိတွေ့တိုက်ပွဲအတွင်းနဲ့အကျန်းဖက်စစ်တပ်စတန်ဒတ်စစ်တပ်ဘက်မှ၄ဦးတေဆုံးကြောင်း ထိုတိုက်ခိုက်မှုတပွဲခရိုင်တပ်ပေါင်းစုနဲ့ KNU တပ်မဟာ၄တရင်စနစ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းလဲသိရပါတယ်ကွာနော်နော်ဒါတရချောင်းငါတို့တွေကပူးသမျှလည်းပြေတယ်ဟိုဘက်ကတက်ပေါင်းစုနဲ့ငါတို့ကိုပြန်ချတက်ပူဆောင်တက်ပူဆောင်အေးတက်ပူဆောင်တက်ပေါင်းစု ော်အေးအေးဟုတ်ပြီဟုတ်ပြီဘာလို့နော်အခုငိုးကုတ်တို့ငိုးမိတ်တို့ကဲပြောပါတရားရေးဆုပ်ပေးတယ်ပြည်ရတွေလောက်တော့ပြင်းလိုက်မယ်ဘာလို့လုတ်ရဲလားမလုတ်ရဲဘူးဘာလို့မလုတ်ရဲတော့ဘူးအဲ့တော့ငါတို့ကအပိုင်တွက်ထားတာလေကွာအပိုင်တွက်ထားတာအခုအပိုင်တွက်ထားတာတော့မှငါတို့ဘက်ကအုတ်ချုပ်လို့မရသေးတာပြီးပြီပေါ့မှန်တယ်ဟာဒီကကြတော့ကျွန်တော်တို့ပြန်မနေမယ်တော့မင်းကျွန်တော်တို့ဖိဖိအမဘောအေးဟမ်ဒီကမဟုတ်ဖိဖိနဲ့အေးနဲ့စကားအမှားနေတာဟုတ်နော်အေးနဲ့အဲ့ဒါဟိုပထွေး ်ပထွေးလို့ခေါ်ရင်ကောင်းပါဘောကွာဒါငါမင်းဘူးငါမတရားသိမ့်ပိုက်ပုံပါပထွေးအေးလို့ပဲခေါ်လိုက်မယ်နော်ဖေဖေလို့ပဲခေါ်လိုက်မယ်ဘာဖြစ်လဲဖေဖေဘိုးချုပ်ထုံးမျက်နှာကြီးတဲ့တီနီယာနဲ့ဟုတ်အေးဘိုးချုပ်ထုံးမျက်နှာကြီးတီနီယာနဲ့အေးရုံးဌာနချုပ်ကိုတဲ့စုံစမ်းဖော်ထုတ်ရင်နေပြီးတော့ဆွေရုံးကညွှန်ကြားလိုက်တယ်ရခိုင်ပြည်နယ်ပလက်ဝါမြို့နယ်တွင်တည်ရှိနေနိုင်သည့်တည်ရှိနေနိုင်သည့်ဘိုးချုပ်ထုံးမျက်နှာကြီးတီနီယာနဲ့အေးရုံးဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရင်နေပြီးတော့စီယုံကညွှန်ကြားထားကြောင်း ်နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကဆိုတယ်ဟွအေးစီယူပြီးပြုတ်ဘိုးချုပ်ထွန်းမြတ်နိုင်ငံရခိုင်ဒေသတို့ပြန်လဲရောက်ရှိပြီဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ပြောဆိုပြီးနောက်အော်တိုဘာလနောက်ပိုင်းတွင်အော်တိုဘာလနောက်ပိုင်းအတွင်းပြုတ်လို့တော့နေပြီးတော့စစ်ရုံးဤရခိုင်ဒေသဆိုင်ရာစစ်ဘက်ထူအစည်းအဝေးပွဲတွင်ထုံညွန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရတယ်ဟဲ့ဩမင်းကွာအဲ့ဒီရခိုင်ခေါင်းဆောင်ဟောပြန်လာပြီဆိုတာနဲ့ဟဲ့အာရခတက်တော်ရဲ့ခေါင်းဆောင် ဘယ်နေရာမှာရှိလဲဆိုတဲ့ဥစ္စာကိုသူတို့ကနေတီနေရာသူတို့ကသိကျင်နေဆိုတော့ငါတို့ရဲ့ဘိုးချုပ်ဘူးကြီးရောသူတို့ကတီနေရာကိုမတူမြန်ထင်နေလားအခုအဘတို့ကလည်းရှားနေတာလေဘိုးချုပ်တို့မျက်နှာရဲ့တီနေရာကိုရှားနေတာအင်းအဘတို့သိလားအော်မသိဘူးမသိတော့မင်းလည်းသိမသိဘူးကျွန်တော်သိတယ်ဟာလွတ်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 ကျိုးစမ်းမအဲ့တော့ကျွန်တော်စုစုကျဲကိုညီအားကြီးကြမှာလွတ်လွတ်လွတ်လိုက်တော့ကျွန်တော်ကသိတယ်ဟုတ်ပြီပြောပြောပြောကျွန်တော်ပြောပြတာလည်းပြောတာပြောပြောတာရအောင်အဝေးရှာပြအောင်လို့အေးအဲ့ဘုကျုပ်ထုံးမြန်နိုင်ရှိတယ်ညာဘယ်နေရာလဲ နေပြီးတော့ပုံပါတည်မှာရှိတယ်။ဒါပဲ။ဟာ၆လုံးတန်းမှာဟာရောက်။အဲ့မှာရှိတယ်။ဟာ။ဘာလို့စောတော့မှာတော့ဟာ။ဟာရောက်။ဘာဝေးမရှာနဲ့ရခိုင်ကမရှာနဲ့အဲ့နေပြီးတော့မှနေရှိတယ်။အော်မင်းကဘာလဲ။ကိုဘက်ကနေပြီးတော့ဒီဂျိုလူကနေပြစ်လွတ်မဲ့ဥစ္စာကိုမင်းငါတို့ဘက်ကိုမြန်ဟုတ်ပြန်လှည့်ပေးလိမ့်မယ်။ဟုတ်လေ။ဒီအေးထုံးမြန်နိုင်ရကျွန်တော်တို့ဒီပါဗာလဲ။ဘောကျွထုံးမြန်နိုင်ရစစ်တနာချုပ်ဟုတ်တယ်။အဲ့စစ်တနာချုပ်ကอืมတချုပ်ကြီးရဲ့ 6000เนี่ยไอ้มาสิดาฮะอ๋อเดี๋ยวเดี๋ยวอันนี้อ่ะบายโหลสกายหนูမျိုးดิซินดาเลยฮะปี้ดิโหดเลยกว่าโหดดิโหดดิมิดีมอนตันไดซ์ဆိုရင်มิดีโหเออาระกะตัดตัวนี่ยะไข่ตะหมုပ်ပြီးตะหมုပ်ตะหมုပ်ตะหมုပ်เต็งเลยဆိုတာဟဲ့ အသားကြီးကလောက်ပြသစ္စာပေါင်းရှိလို့ပေါ့ဒါပဲဒါပဲဟာရှာနေနေပြီးတော့မှာပဲရှိတယ်ဟာတော့ပြီးတော့ပြီးတော့ပြီးဟင်အဲ့အဲ့တော့ငါတို့တက်ချုပ်ကငါတို့ကကြည့်ရတော့မယ်တော့တက်ချုပ်ကငါတို့ကကြည့်ရတော့မယ်ဟုတ်တယ်ဘာဇက်ရှုပ်တွေ तू ကလုံးနေပြီဟုတ်ပါကြီးဟာမတို့နေတို့ခေါ်ရတာသတိထားအောင်တော့နေတို့က location တွေပါပေးမှာတော့ဟာတော့ငါကြည့်ပဲလို့ဟင်ဟုတ်တယ်နေတို့တို့ဂျူးလေးတို့ကသူပေးပေးမှာလေးသူကြောက်ပြီးတော့ဘာလို့ပြီးတော့ပြီးတော့ကိုယ်ကိုယ်တွေက ကိုယ့်ရေကဖားပဲဆိုလုံနေနဲ့ငါတို့တွေကအဝေးရောပဲကောင်းတော့မြောက်ကြည့်နေရကိုယ့်ရဲ့ဒီအောက်မှာရှိနေမလို့မသိဘူးဖားစိတ်တက်မယ်ဖားစိတ်တက်မယ်ငါတို့လိုကြက်မပြည့်စာမတက်တဲ့လူတွေကခလေးသာသာပဲရှိရတွေးခေါ်တွေကပါအဲဒါလို့သိတယ်ဘူးကျွန်တော်တို့လည်းငါကြားတယ်အဘမပါဘူးလို့အဘမပါဘူးဟိုဆက်လိုက်ပြီးတော့ကျွန်တော်ရရှိလိုက်ပုံစံတိုင်းဆိုရင်ဒီငါတို့ရဲ့တက်တော်ကြီးကမောင် sorry ငါတို့ရဲ့ဒီဟို standard army ကြီးကဟုတ်ကဲ့ ဖားရိုက်တဲ့နေရာမှာဗန်နူလာသွေးမွေးနေတာပေါ့မှန်လေဗျအဲ့တော့အဲ့တော့ဆက်လိုက်ပြီးတော့ကျွန်တော်တင်လေးတင်ပြပေးဦးမယ်အဲ့တော့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဒီစစ်အုပ်စုလို့ခေါ်တာပေါ့နော်ကျွန်တော်တို့ရဲ့ဒီစစ်ကော်မရှင်ဒါစစ်ကော်မရှင်ပေါ့နော်စစ်ကော်မရှင်ကနေပြီးကျွန်တော်တို့ပြုတ်လို့မယ်ကျွန်တော်အတူရောင်ရေကောက်ပွဲဟာလောက်လာပြန်ကွာမဟုတ်လေကျွန်တော်ကဒီစာသားတိုင်းကျွန်တော်ဖတ်တော့နော်ဒီအတူရောင်ရေကောက်ပွဲနီးလာချိန်မှာတဲ့ကျွန်တော်ရဲ့ဒီမျိုးပြစစ်စင်ရေးတွေကလည်းနော်အချိန်မြင့်လာလို့ရှိရပေါ့နော်ပို့ပြီးတော့မြင့်လာလို့ရှိတယ်တဲ့ဒါတော်လိုင်းတစ်ခွက်တည်းကပြောတာ အဲ့တော့ဘာလို့လဲဆိုတော့ဒီမျိုးပြမှာရှိတဲ့ကြောင့်လူငယ်တွေအသွာလာစင်ကျင်ဖို့ဆိုပြီးတော့ဒီတော်လိုင်းတက်ဖွဲ့တွေကပြောထားတာလေးရှိရဲ့အဲ့ဒါလေးကိုကျွန်တော်ကဟိုအဘောက်ကိုကျွန်တော်နည်းနည်းဖတ်ပြမယ်နော်အဲ့ဒါတော့ကျွန်တော်အော်တိုဘာလအတွင်းမှာတဲ့ကျွန်တော်ဒီမင်္ဂလာတုံမြို့နယ်ပြီးရင်ကျွန်တော်ခေပင်လမ်းမကြီးပေါ်မှာရှိတဲ့ကြောင့်ကြန့်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီရုံအပါဝင်နဲ့ကျွန်တော်လဲကူးမြို့နယ်မှာရှိတဲ့ကြောင့်ဒရေဘိုယာနော်ဒရေဘိုယာမှာရှိတဲ့ကျွန်တော်ထွေအိုရုံအဲ့ထွေအိုရုံရဲ့ပြီးတော့လှိုင်းသားရအနောက်ပိုင်းမြို့နယ်တွေမှာရှိတဲ့ကြောင့်တောင်ကြီးရဲစခန်း เนาะတောင်ကြီးရဲစကန်လို့မြန်မာနိုင်ငံနေပြီးတော့ဘလို့တောင်ကြီးနဲ့လှိုင်းတာနဲ့ဘလို့သွားပေါ့ဟုတ်လေလှိုင်းတာမြို့နယ်ထဲမှာရှိတယ်ကျွန်တော်မြို့နယ်ထဲမှာရှိတယ်အနောက်ပိုင်းမြို့နယ်ထဲမှာရှိတယ်ကျွန်တော်တောင်ကြီးရဲစကန်ဟုတ်အော်အေးဟုတ်ပြီတောင်ကြီးရဲစကန်လေးပါတောင်ကြီးရဲစကန်ရှိတယ်ပြီးရင်ကျွန်တော်မြောင်းကလာပါမြို့နယ်မှာရှိတယ်ကျွန်တော်ရွှေပြည်သားရွှေပြည်သားကျွန်တော်ရဲစကန်ရှိမယ်ရွှေပေါကံရွှေပေါကံရဲစကန်ရှိမယ်ပြီးရင်ကျွန်တော်ရွှေပြည်သားအမှတ်9ကျွန်တော်ရက်ကွက်ရုံးနေရှိမယ်ပေါ့နော်အဲ့ဒီနေရာတွေအားလုံးကိုတဲ့ဒီပျောက်ကြားတပ်ဖွဲ့တွေကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တာကြီးရှိတယ်ပေါ့နော်ဒါကျွန်တော်ဒီရဲကောက်ပွဲအတွက်ဆိုပြီးကျွန်တော်လုံနေရတွေကိုပြီးမျိုးပြပျောက်ကြားနေပြီးကျွန်တော်တို့ဒါ ဟွာပေါ့ဟိုဟွာပေါ့ဖြည့်စည်းတယ်လို့ပြောလို့ရပါမို့နော်ဟိုမလုတ်အောင်ရေကောက်ဝယ်မဖြစ်အောင်နော်အဲ့လိုနောက်ဆက်ခဲ့တာကြီးရှိတယ်ပြီးရင်ကျွန်တော်တို့ဒီအဲ့လိုရုံးတွေကိုထွေးကိုရုံးတွေကိုမလုတ်လဲဆိုတော်လိုင်းတက်ဖွဲ့တွေကလက်ပြဘုံတွေကျွန်တော်တို့ပြစ်ထဲတယ်ပြစ်ထဲတယ်ပြီးရင်ကျွန်တော်ပြင်းအားမြင့်ကျွန်တော်မိုင်းနေအဲ့မိုင်းနေတဲ့ကျွန်တော်တို့ဟိုတိုက်ခိုက်တယ်ပေါ့ဗျာတိုက်တိုက်ခိုက်တဲ့အတွက်ရောက်တဲ့ကျွန်တော်တို့ဒီစစ်ကော်မရှင်ဘက်ကနေပြီးကျွန်တော်ထိခိုက်တည်ဆုံမှုတွေလည်းကျွန်တော်တော်တော်များများရှိခဲ့တယ်လို့သိရပါတယ်ဗျာအခုကတော့တော်တော်သေးတာပေါ့သေးတာပေါ့သေးတာအများကြီးသေးတယ်ပေါ့ဒါဟိုပါပေါ့ ဟိုတည့်ရဲထဲတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီဒါလာမဲ့ရွေးကောက်ပွဲမတိုင်ခင်ထိပေါ့ဒါဒါမဲ့ဒီတက်ပို့ပြီးတော့တော်လန်ရင်တက်ဖွဲ့တွေကကျွန်တော်စင်ရေးရှင်ကျွန်တော်တိုးမြင်လာမယ်လို့ကျွန်တော်ညင်ညာထားတာရှိတယ်ငါတို့ဒီတက်ဒီတိုက်ခိုက်အောင်မှာငါတို့ဘက်ကလည်းဒီတက်ဒီသိအောင်မှာဟုတ်ပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပြီးတော့ဗာပြီးတော့ပြီးတော့ဟိုဦးဒီငါတို့ဘက်ကပြန်ချမှာဆိုတော့ဥစ္စာလေးငေါအားတက်အောင်ပြောစမ်းပါဟုတ်ကဲ့ဟိုဆက်လက်ပြီးတော့ဒီတော်လိုင်းတက်ဝက်တွေကနေပြီးတော့ဟိုထုတ်ထားတဲ့အစာလေးရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့လက်ရှိမှာတဲ့ကျွန်တော်ရဲ့ဒီအကျမ်းဖတ်စစ်အုပ်စုကနေပြီးတော့ဟုတ်ပါစလန်လက် မှန်ပါလို့နော်ကျန်တဲ့ဆွေးအုပ်စုကနေပြသူတို့ရဲ့အတူရောင်ရွေးကောက်ပွဲအတွက်တဲ့ကျွန်တော်ဝါဒပြန်ရုပ်ရှင်ဇလန်အတွက်တူကိုတဲ့ပြည်ရင်းဈေးကွက်ရကျွန်တော်နာမည်ကြီးတရုတ်ဆောင်တွေပေါ့မင်းသားတွေမင်းသမီးတွေနဲ့နော်အဆက်မပြတ်ကျွန်တော်ရိုက်ထုတ်နေတယ်နော်ရိုက်နေတယ်လို့သိရပါတယ်တဲ့နော်အဲ့တော့တော်လိုင်းရင်အင်အားစုတွေလည်းတော်လိုင်းရင်ဟိုပေါ့ဘက်မှာကျွန်တော်ရှိတဲ့လူတွေကိုလည်းသူကချိုးဖဲ့ပြီးကျွန်တော်ဝါဒပြန်ပြီးပြောဆိုတာစကားတွေလည်းထည့်ပေးပြောဆိုနေတယ်လို့သိရတယ်တဲ့အဲ့ဒီအတွက်ကြောင့်တဲ့ကျွန်တော်ဒီဒီစေအုပ်စုအလိုကြပေါ့နော်ပါဝင်ကျွန်တော်ပတ်သက်နေသူတွေကျွန်တော်အရက်သားနဲ့တော်လိုင်းရင်အင်အားစုတွေကတဲ့ကျွန်တော်ဘိုက်ကော့လောက်အောင် ီအမှုပညာသမားတွေကိုဘိုက်ကောလုတ်ရမယ်အမှုတွေသူတို့ဘိုက်ကောလုတ်ရင်ငေါတွေကဒီသူတို့ကနေပြီးတော့တွန်လိုင်းတက်ပြီးရတယ်ငါတို့ဖိရငါတို့အမှုပညာသမားတွေကိုဖိရင်ငါတို့ကဒီဘက်နဲ့ပြန်မြင့်တင်ပေးရမယ်ဟုတ်လေအခုကတော့ဟိုပြောရမယ်ဆိုရင်တွန်လိုင်းဘက်ကနေပြီးတော့ထုတ်တဲ့စာပေါ့အဲ့တော့ဟိုပြည်သူတွေနဲ့ကျွန်တော်ဒီတွန်လိုင်းဘက်တွေဝိုးတဲ့ဟိုချိုးချိုးဖဲ့ဖဲ့စကားတွေပြောဆိုနေတဲ့ဒီအမှုပညာရှင်တွေကိုကျွန်တော်တို့ကဝိုင်းပြီးပြည်သူတွေကမလုပ်ရမယ်ဆိုကျွန်တော်ဘိုက်ကောလုတ်ရမယ်ပြီးရင်ကျွန်တော်သမိန်မောက်တာလေးလုပ်မယ်နာပြီးတော့မျိုးပြတောက်ကြားဖွဲ့တွေကလည်းပြင်းပြင်းထန်ထန်ကိုကျွန်တော်တိုက်ဝဲတိုက်ထုတ်သွားမယ်လို့ကျွန်တော်စာထုတ်ပြန်တာတွေ့ရတယ် နော်သူညံမင်းငါတို့အမြင့်ဖြုတ်မှာအမြင့်ဖြုတ်မှာဟုတ်ကဲ့ဟုတ်ကဲ့အမြင့်ကနေဖြတ်ပြီးတော့ဖြုတ်မှာဟုတ်ပြီးတော့ဟိုဆက်ပြီးတော့တတိတတိပေးထားတာလေးရှိသေးတယ်ဒါကဘာလဲဆိုတော့ကျွန်တော်ဒီရန်ကုန်မြို့မှာပေါ့ရန်ကုန်မြို့မှာတဲ့အခုနေရာတော်တော်များများမှာပေါ့နော်ကျွန်တော်ရဲ့ဒီ standard ဟိုစေအုပ်စုကနေပြီးတော့ဒီပျော်ပွဲရှင်ပွဲအခမ်းအနားတွေလုပ်တယ်ပြီးရင်ကျွန်တော်လူမစီစီအောင်ပေါ့အချိန်အခါမဟုတ်ဘူးအချင်းကမဟုတ်ပဲကျွန်တော်ပျော်ဝဲရှင်ဝဲတွေလောက်တာရှိမယ်အဲ့လိုတွေလောက်တာတွေကတဲ့ကျွန်တော်တို့ဒါပေါ်တာဆွဲဖန်းစီဖို့အတွက်လောက်တယ်ဆိုတာဟိုဒီကမျိုးပြမှာရှိတဲ့လူငယ်တွေ တတိထားပြီးကျွန်တော်နေတိုင်းဆင်ရင်ဖို့ဆိုပြီးတော့ဒါတော်လိုင်းတစ်ခွေသတင်းထုတ်ပြန်တာဟုတ်တယ်ဟုတ်တယ်အဲ့ဒါတက်ချုပ်ကနောက်ထပ်ထပ်ယူဆလုပ်လိုက်တာသူကဒီအကောင်တိုင်းဟိုမိဖို့မြန်ပွဲတော့ဒီတောင်ကြီးမှာလုပ်တာဟုတ်ကဲ့ပါတောင်မှသူကနေပြီးတော့ဖမ်းနေတာဟုတ်ကဲ့ဒါပေမဲ့ဖမ်းလိုက်ရင်အုံးအုံးနဲ့ဖြစ်သွားမှဆိုသူမဖမ်းလားအခုဆိုရင်ရက်ွက်တွေမျိုးနယ်တွေမှာနည်းနည်းလေးအာအပေါ်နေပတ်စံတွေကျဲကြသလိုဘာလို့ပတ်နေခုပြစ်သလိုဘာလို့နဲ့လူတွေကစုနေကြဟုတ်ကဲ့ပါဒီနေ့လက်ထပ်လုပ်အောင်ပါဟုတ်ပါပြီဖမ်းတော့ဖမ်းနေပါမနေတိုင်းလုံးဖမ်းနေပါပဲအခုလည်းဖမ်းနေတဲ့စင်းလေးကိုကျွန်တော်ထပ်ပြီးတော့ပြောပြမယ်အဲ့ဒါတော့ဘယ်သူဖမ်းတာလဲ အမေရိကန်နိုင်ငံသားယဟန်ကိုတဲ့ယဟန်တော်တပါးဟုတ်ငါတို့ငါတို့ပြန်ပြန်ထုတ်ပေးလိုက်ပြီဟုတ်ပြန်ထုတ်ပေးလိုက်ပြီအဲကျွန်တော်တို့ကဒီစစ်တပ်ကနေပြီးကားနဲ့တိုက်ဖမ်းပြီးတော့ကျွန်တော်စစ်ကြောရေးကိုကျွန်တော်ပို့ဆောင်တယ်ဆိုတဲ့ဟာလေးကျွန်တော်ပြောပြမယ်အဲ့တမီးကိုနော်အဲ့ဒါတော့ကျွန်တော်တို့ဒီအရက်ဝင်းနေတဲ့ကျွန်တော်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ယောက်ဆင်းလင်းလာတော့ကားပေါ့အင်းအဲ့ဒီကားဟာတဲ့ဆရာတော်လိုက်ပါလာတယ်ကျွန်တော်အငှားကားပေါ့နော်အငှားကားကိုတဲ့ဒီမြောက်ဥကလာအဝိုင်းသားမှာကျွန်တော်တို့ဝင်တိုက်ပြီးဖမ်းခဲ့တယ်လို့သိရတယ်ဗျနော်အဲပြီးတော့အဲ့လိုဟိုကားနဲ့ဝင်တိုက်တယ်တိုက်ပြီးတော့မလုပ်လဲဆိုအဲ့ဆရာတော်ကိုကျွန်တော်တို့ကဒီလက်ထိတ်ခတ်တယ် လက်တိတ်ကပ်ပြီးတော့ကျွန်တော်မျက်နှာကိုကျွန်တော်တို့အမဲစီးတယ်မမြင်အောင်ဘယ်ခေါ်လို့ခေါ်မှန်းမသိအောင်လို့အဝေးဝေးဝေးစီးတာအဝေးစီးရဲ့ဝေးစီးပြီးတော့ကျွန်တော်ဖမ်းဆီးခေါ်ဆောင်သွားတယ်ကိုသိရတယ်နော်အာပြောရမယ်ဆိုရင်တော့ဟိုဒီဒီမိုကရေစီပေါ့ဒီမိုကရေစီကြီးဟိုတက်ကြွသွားလှုပ်ရှားသူတွေပြီးနိုင်ငံရေးသမားတွေဟိုနှိပ်စက်တဲ့နေရာမှာကျွန်တော်တို့ဒါဟိုနာမည်ကြီးတဲ့ကျွန်တော်တို့ရေးကြည့်ရင်နော်အဲရေးကြည့်ရင်ခေါ်လဲကျွန်တော်စစ်ကြောရေးစခန်းပေါ့စစ်ကြောရေးစခန်းအဲအဲ့စစ်ကြောရေးစခန်းမှာတဲ့ရှေ့ရကြကျွန်တော်တို့ဖြတ်တန်းခဲ့ရတယ်လို့ ဟုတ်ဆရာတော်ကြီးပြန်ပြီးပြောတာကြီးသိတယ်နော်သိရတယ်ပြီးရင်ကျွန်တော်ဗုဒ္ဓဘာသာဝိုးတဲ့ကာကွယ်စောက်ရှောက်သူတွေအဖြစ်သူတို့ကိုသူတို့နော်ပြောရမယ်ဆိုအမုန်းတိန်လေးရှိတယ်ကျွန်တော်တို့ရဲ့ဒီစကမစစ်ကော်မရှင်စစ်ကော်မရှင်တပ်သားတွေဟာတဲ့ဆရာတော်ကိုဘာလုပ်လဲဆိုရင်အတင်းအာရမကျွန်တော်လူတွေလဲခိုင်းတာတွေလုပ်တယ်ပြီးရင်ကျွန်တော်တို့ဘာကိုထီးလက်ရောက်ကျွန်တော်တို့ထိုးကြိတ်တာတွေလုပ်တယ်ဟာပြီးရင်ကျွန်တော်ချင်းချောက်တာတွေလုပ်တယ်ဆရာတော်လုပ်တယ်ဆိုတော့မင်းအဲ့ဒါပါရာဇိကကန်တော့ပါရာဇိကကန်တော့အတင်းကိုကျွန်တော်တို့ကဒါလူတွေလဲတာတွေလုပ်တယ်ထိုးကြိတ်တာတွေလုပ်တယ်ချင်းချောက်တာတွေလုပ်တယ်နော်ဒါတွေကိုလဲဒီဆရာတော်ကနေပြီးတော့ဒီ ရှိရကြမှာကျွန်တော်ဖျက်တန်းခဲ့ရတယ်ပေါ့နော်ဒါလေးကသူကပြန်ပြောတာရှိတယ်ပြီးရင်တော့ဆရာတော်ကတော့ဟိုကပြောရမယ်ဆိုတတ်တော်က65နှစ်ရှိပြီနော်ဝါတော်က44ဝါရှိပြီဖြစ်တယ်တဲ့ review ပေါ့အဲ့ဒါဆိုရင်ဆရာတော်ကိုတဲ့ကျွန်တော်တို့ကဒီအကျမ်းပတ်တိုက်ပြတ်ရေးဥပဒေပုံမှန်90ညဒါပုံမှန်တစ်ခုပြီးရင်နောက်ထပ်ကျွန်တော်ပုံမှန်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုစွန်ဘူးအောင်နဲ့လှုပ်ဆောင်မှု905ပေါ့နော်905ကကြီးနဲ့ဒါနောက်ထပ်တမှုပြီးရင်ကျွန်တော်တို့လူဝင်မှုကြီးကြပ်ရေးလောက်ကအဲ့ဥပဒေနဲ့ပေါ့နော် ပုံမှန်က73တက်ပေါ့အဲ့ဒီပုံမှန်3ခုနဲ့တဲ့ကျွန်တော်တို့တရားစွဲဆိုပြီးစုစုပေါင်းထောင်ဒဏ်15နှစ်နဲ့ဒဏ်ဝင်9သိန်းချမှတ်ထားတယ်လို့သိရပါတယ်ဗျာနော်အဲ့ဒီနောက်တဲ့ကျွန်တော်တို့ဒီအင်းစိန်ထောင်မှာတဲ့တနှစ်နီးပါးနေခဲ့ရပြီးတော့အခုနှစ်အော်တိုဘားလာအော်တိုဘားလာအခုလာကုန်ပေါ့နော်အော်တိုဘားလာကုန်မှာတော့တဲ့နှစ်နိုင်ငံနှစ်နိုင်ငံချစ်ချည်ရေးလို့အကြောင်းပြပြီးတော့ဆရာတော်ပြန်လွတ်ပေးတယ်လို့သိရတယ်နော်ဆရာတော်ကတော့ခံဝင်နဲ့ပြန်ထွက်လာတယ်လို့သိရတယ် ဟိုအခုလက်ရှိရောဆရာတော်ဘယ်ကိုရောက်နေပြီလဲဆိုတော့ကျွန်တော်တို့ဒီအမေရိကန်နိုင်ငံကကျွန်တော်တို့နယူးယောက်မြို့နယ်မှာရှိတယ်ကျွန်တော်တို့ဟိုဘက်ဖယ်လိုမြို့မှာဘက်ဖယ်လိုမြို့မှာဘက်ဖယ်လိုအဲဘက်ဖယ်လိုမြို့မှာရှိတယ်ကျွန်တော်မေတ္တာပါရမီကျောင်းမေတ္တာပါရမီကျောင်းရဲ့ကျောင်းနိုင်ဆရာတော်ဖြစ်တယ်တဲ့ဥပညာဇောတာဟာတဲ့အခုလက်ရှိမှာတော့သူ့ရဲ့ကျောင်းကိုပြန်လည်ရောက်ရှိသွားပြီလို့သိရပါတယ်နော်ဆရာတော် AC နဲ့နော်ဘေးမတည်ရမှာကဘယ်လိုလဲလောက်တာလဲအခုလို့ရပြီမလုပ်တော့မဟုတ်ဘူးလေဟုတ်ဖမ်းတယ်ပြီးတော့ပါအခုမှဗာလဲနည်းနည်းကဘာဝိုင်းပြီးတော့လာပြီလာပြီဆိုဆိုတော့ဗာနှစ်နိုင်ငံချစ်ချစ်ကြီးอืม အကြောင်းပြပြီးအခုပြန်လုပ်ပေးတယ်ဆရာတော်နော်မင်းမင်းဘာပြုံးလို့ရောဟုတ်ကဲ့ဟာလေးကြီးကဟိုပြီးခဲ့တဲ့ရက်ကလေဟုတ်ကဲ့မနေ့ကတနေ့ရပေါ့တနေ့ကတက်ချုပ်ကနေပြီးတော့ဒီမိဘပြန်လှုပ်ဟိုလွတ်တာလေဘာလို့တောင်ကြီးမှာလေဟုတ်ပါရောပါအခုတော့ဟာပြည်သူသားတွေဝင်သွားတယ်ပေါ့ဆိုတက်ချုပ်ကစိတ်ချမ်းသာလို့ဝါးရင်ငါထေးနေတာဩပယ်ဟုတ်မလဲဘာပြောပယ်ဖို့ကြီးကရင်ကြီးဝင်ထားတာဩကြီးကရင်ကြီးဝင်ထားတာဟာကြောက်ကြောက်တတ်တယ်လားဟုတ်ကဲ့ကြီးကရင်ကြီးဝင်တာပြီးတော့လေ သူလာမဲ့နေရာမှာလေလူက၂ယောက်၃ယောက်လောက်ပဲရှိတယ်ကျန်တဲ့လူတွေဟိုးအောက်ထဲမှာဟောမိဘသူ့ကိုဂယူးတော်မဆိုင်ဘူးမိဘနေလွတ်နေတာကိုကြည့်နေတာဆူတောင်းတဲ့အတန်လေးလက်ကြားတယ်အဲ့အာဆူဆူတောင်းတဲ့ဥစ္စာကငါတို့တက်ထဲရလူပြီးအဲ့ဘဘကြီးသေပါစေဘဘကြီးမြန်မြန်သေပါဘဘကြီးမဟုတ်ဘူးဘဘကြီးမင်္ဂလာပါဘဘကြီးကျမပါစေဟုတ်လားအဲ့ဒါကငါတို့တက်ထဲရလူလို့ပြောတာဒီဒီဝရကိုဂုံပြူတာကိုအေးဒါလေဟိရောဟုတ်လားဟိုတက်ချုပ်ကြီးကိုဂုံပြူတာဟုတ်ကဲ့ပါဒီဝရနဲ့တွားပြီးတော့မနိုင်နဲ့ ဒီဦးတက်ကသူကအရင်တော့ဖုန်းတကိုကြီးတယ်ဒီဦးတက်တိတ်ခါကြတယ်နော်ဟုတ်ပါဆင်းလေးပဲဆက်လိုက်ပြီးတော့ကျွန်တော်ဟိုတရင်လေးရှိသေးတယ်အဲ့ဒါတော့အမဟိုဒီဒီနေ့ဟိုဟိုမနေ့ကမနေ့ကတေးစင်းပေါ့တေးစင်းလို့တော့မဝင်းငါးတရင်လေးကျွန်တော်အဲ့ဒါပြောပြမယ်အဲ့ဒါတော့ဘယ်နေ့ကကျွန်တော်၄ရက်၁၇လ၂၀၂၅အင်းအဲ့ဒီမှာကျွန်တော်တနင်္လာရီတိုင်းနဲ့ကျွန်တော်တရချောင်းမြို့မှာကျွန်တော်၁၃တည်ရပါဟေး၁၃တည်ရ၁၃ဟုတ်တယ်ဟုတ်တယ်ဟာအန်လက်ကြီးကွာဟုတ်ကဲ့ပြီးတော့ကျွန်တော်ဒီစကိုင်းတိုင်းချောင်းဦးမြို့နယ်မှာကျွန်တော်၄ဦးတည်ရပါ၄ဦး ပြီးရင်ကျွန်တော်တို့မကွေးတိုင်းကျွန်တော်တို့ပခုတ်ကူမြို့နယ်မှာနှစ်ဦးတည်တယ်ဗျ။အင်းပြီးရင်ကျွန်တော်ပဲခူးတိုင်းကျွန်တော်နှစ်တလင်းမြို့နယ်မှာကျွန်တော်တက်ဦးတည်တယ်ဗျ။အာနော်အားလုံးပေါင်း၄ရက်၁၇လ2025မှာကျွန်တော်တို့တည်တာပေါ့စုစုပေါင်း20ပါဗျ။ဟာ20တော့ဟုတ်ကဲ့အယောက်20ပါဗျ။ပထမဆုံးတည်တာ73 73အလုံးပေါင်းလိုက်တော့20 20ဟာဒီပုံစံတိုင်းဒါကတို့ဆက်သွားနေတယ်ဆိုရင်တက်ချုံရည် နော်တော်လန်ရေးရဲဘော်တွေက20ရောက်နေမျိုးဘော်ကိုတကယ်ရောက်လာလိမ့်မယ်ဗျ